မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီလေးလပိုင်းတွင်မှာရှိနေတဲ့ခொနည်းသာသမီတွေတဲကဗုဒ္ဓဟူးသာသမီနဲ့ပတ်သက်တဲ့အဆိုးကောင်းအချိုးကြောင်းကိုစပြီးတော့မှကျွန်တော်ဟောကြားပေးမှာပါခါတိုင်းနဲ့ဆိုင်တော့ကျွန်တော်ရဟောကြားတဲ့ဟောစရံကနောက်ကျနေတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာကြုံတွေ့ရတဲ့ငလျင်တန်နဲ့ပတ်သက်ပြီးတော့ဥပ္ပစ္စေသရကံနဲ့တည်ဆုံသွားတဲ့ လူတွေတော်တော်များတယ်ပေါ့နော်ဒီတည်ဆုံးသွားတဲ့ဝိညာဉ်တွေနဲ့အတူဒီတည်ဆုံးသွားတဲ့ဇောနဲ့ပေါ့နော်တည်ဆုံးသွားတဲ့ရုပ်အလောင်းတွေရဲ့တွားရလမ်းမှာသူတို့လည်းတွားရလမ်းဖြောင်းပြူဖို့အတွက် သူတို့နဲ့ပတ်သက်နေတဲ့ပတ်ဝန်းကျင်သူတို့နေတဲ့ပတ်သက်နေတဲ့နေရာဒေသတွေမှာမကောင်းတဲ့အနောက်ရှက်အဟန့်အတာတွေထပ်ပြီးတော့မပါဖို့အတွက်ပေါ့နော်ထပ်ပြီးတော့ဆိုးဝါးလာတဲ့ဒီလိုမျိုးဘေးကပ်ဆိုးတွေဥပိ္ပစေဒရာကံတွေထပ်မပါဖို့အတွက်ထပ်မပေါ်ဖို့အတွက်ပေါ့နော်ဒေဆုံးသူတွေတွားရလန်းလဲအန်ဒီရကင်းအောင်ဒီကြံရှိနေတဲ့သူတွေအတွက်လည်းအဲဒေဆုံးသူတွေရဲ့ပရလောကဝိညာဉ်တွေရဲ့နောက်ရှက်ခြင်းလည်းမခံရအောင်မမြင်အပ်မြင်အပ်တရားတွေရဲ့မိစ္ဆာလွမ်းမှုမှုဓာတ်တွေနည်းအောင်လို့ကျွန်တော်တို့ပညာရှင်တွေ ဒီနက္ခတရားပညာရှင်တွေလက္ခဏာပညာရှင်တွေကမ္ဘာပညာရှင်တွေဝိဇာပညာရှင်တွေအနေနဲ့တပိုင်းတနိုင်နိုင်တဲ့ဘက်ကနေပြီးတော့အာတုံခွန်ဆိုင်အချို့သောအရာလေးတွေကျွန်တော်တို့အစီအရင်တွေလုပ်နေတဲ့အတွက်ကြောင့်ခုနှစ်ရသားသမီးရဲ့ဟောစရံကိုဟောကြားတဲ့နေရာမှာနှောင့်နှေးသွားခြင်းဖြစ်ပါတယ်ဝိမာမြင်ငရဲမှာပါဆိုသလိုပဲဝိကျွေးရှိရင်တော့ပေးဆပ်ရတာပါပဲဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ်အစ္စလာမ်ဘာသာပဲဖြစ်ဖြစ်ကံကံကြီးအကျိုးကိုလွန်ဆန်လို့မရပါဘူး ခေါင်းလာလုံနေရင်တလန့်နဲ့လေကောင်းတဲ့အကြောင်းတွေမလာခင်မှာအတိတ်ကပါတဲ့အဆိုးကိုအရင်ပေးဆက်ရတာပါပဲအဲ့လိုပေးဆက်တဲ့နေရာမှာတရားသဘောရှုရှိပြီးတော့မှဩငါဒီဘဝဒီမြဒီလိုပေးဆက်လိုက်တယ်ဒါငါဘဝအတွက်ပြီးပြီတန်တရာမပါတော့ဘူးဒီဘဝဒီမြဒီဝကျွေးဒါနဲ့ကြည်ပါစေလို့ဆုတောင်းရမှာပဲတိတ်ဆုံးခြင်းဆိုတာအနားမှာချိန်မြီးရောက်လာနိုင်တဲ့အရာဝတ္ထုတစ်ခုဆိုတာကိုတရားနှလုံးသွင်းပြီးတော့မတိတ်ဆုံးမီစက္ကန့်နဲ့အချိန်တိုင်းအသက်နဲ့ခန္ဓာရုပ်နဲ့နံတွဲနေတဲ့အချိန်မှာ ကောင်းတဲ့စိတ်ကောင်းတဲ့သဘော ကောင်းတဲ့အလုပ်ကောင်းတဲ့အရာတွေကို မွေးမြူကြိုးစားအားထုတ်စောင့်တည်ပြီးတော့နေရမယ်ဖရာတရားနဲ့နေရမယ်ရုပ်တရက်တည်ဆုံသွားတဲ့အခါမှာကောင်းတာနဲ့မကောင်းတာနဲ့ရှင်းကြည့်လိုက်ရင်ကုသိုလ်စိတ်တွေများပြီးအကုသိုလ်စိတ်တွေနည်းနေဖို့အမတန်အရေးကြီးပါလားဆိုတဲ့အသည့်လေးကိုကျွန်တော်ရဲ့ခုနှစ်ရက်သားသမီးတွေပို့ပြီးတတိကပ်၍ဆင်ခြင်နိုင်ပါစေလို့ဥစွာပထမကျွန်တော်ကဆုတောင်းမြတ်တာပို့တာပေးပါတယ် လေးလပိုင်းအတွင်းမှာဗုဒ္ဓဟူသားသမီးတွေဟာရွှေငွေကြောက်တံပရများနဲ့ပတ်သက်ပြီးမထင်မှတ်ပဲတခုခုကြမ်းဖက်ပြီးဝင်နိုင်တဲ့လတလလို့ပြောရင်မမှားပါဘူးလေးလပိုင်းဟာဗုဒ္ဓဟူတောက်ကြဆနေဆိုတဲ့၃နှစ်နံအတွက်အထုတလဲကံကောင်းတဲ့လဖြစ်ပါလိမ့်မယ် မရတော့ဘူးလို့ထင်ထားတဲ့ရွှေတို့ရွှေစားငွေတို့ငွေစားရောက်ကြောက်တံပရမလုပ်ငန်းကင်ငံလှက်လာပါတယ်ရရှိစေတတ်တယ်။ရပါအောင်မလားလို့တွေးထားပြီးသားဖြစ်တဲ့အချို့သောပိုင်ဆိုင်မှုတွေလည်းထက်ရလာပါလိမ့်မယ်။မဖြစ်နိုင်တော့ဘူးလို့ထင်တဲ့အချို့သောအကြောင်းအရာလေးတွေကလည်းကိုယ့်စီကိုဆက်ဆက်မြတ်မြတ်ရောက်ပြီးတော့ကောင်းတဲ့အနေနဲ့ရောက်လာမှာပါ။ဗုဒ္ဓဘုရားသမီးတွေကံကောင်းခြင်းအကြောင်းတရားကို လေးလာပိုင်း၃ရက်နေရနေစပြီးတော့၁၈ရက်နေအတွင်းမှာအပြည့်အဝစံစားခံစားရလိမ့်မယ်လို့ပြတ်ထားတာပါ။ မွေးချင်းအချင်းချင်းမိသားစုဝင်အချင်းချင်းစကားများတာတွေဒေါသထွက်တာတွေတော့ဖြစ်ဖို့ရှိတယ်။ဒါပေမဲ့လည်းအဲ့ဒီဒေါသထွက်တဲ့အကြောင်းတရားလေးတွေဖြစ်လာတဲ့ကိစ္စရက်ကလေးတွေမှာပဲတယောက်နဲ့တယောက်နားလည်မှုလွဲပြီးတော့ပြန်ပြီးတော့ပြည်လဲစရာကိစ္စလေးတွေလည်းပေါ်လာမယ်။နားလည်မှုလွဲပြီးဖြစ်တဲ့ပြဿနာတွေမှာနားလည်မှုပြန်တည့်ပြီးတော့ပြန်ပြည်လဲသွားမယ်ဆိုတဲ့သဘောကိုပြထားတာပါ။ဗုဒ္ဓဦးသားသမီးတွေအတွက်လေးလပိုင်းမှာအကျိုးပေးကဏ္ဍက385ပါအကျိုးပေးအကြောင်းကအနည်းရောအဖြူရောအနက်ရောပါ။အကျိုးပေးအရက်ဒေတာကမြောက်အရက် က်နဲ့အနောက်မြောက်အရက်ပါကိုယ့်စိတ်ဒုက္ခပြိမဲ့ထဲမှာဇာတာပရိသမီးနဲ့အင်္ဂါသာသမီးတွေပါစေတတ်တယ်ဆိုတဲ့သဘောကိုပြပါတယ်လုပ်ငန်းကိုင်ငံလေးတွေအစဉ်ပြေပြီးလက်လာပါတွေရွှင်ဖို့အတွက်အောင်တပြေပန်းဖျားကုံမကြခဏလှူပေးပါဝမ်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာအစာတောက်မှခြင်းလေလေခြင်းလေမလဲခြင်းအစရှိတဲ့လေယောဂနဲ့ပတ်သက်တာတွေလေထိုးလေအောင်နာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်ဇီးဖြော်ရီဖျားကုံမကြခဏလှူဖို့လိုအပ်တယ်လို့ဇီးဖြော်ရီကတ်လူပူဇော်ခြင်းအဖြစ်လဲကိုယ့်ရင်ထဲမှာရှိတဲ့အပူတော့ကား တွေကိုပပျောက်စေမှာပါဗုဒ္ဓဦးသားသမီးတွေမှာအများသောအဖြစ်လက်ရှိ3လပိုင်း22ရက်နေ့ကနေစပြီးရင်ဝဲအပူနှစ်ခုရှိတယ်လို့ပြတယ်ဗုဒ္ဓဦးသားသမီးတွေပူနေတဲ့အပူတွေကိုခဝါချပြီးငိမ့်နိုင်ဖို့အတွက်ဖနက်အဟောင်းတရံရေမျောပြပါလို့အကြံပြုခြင်းပါတယ် ဇေယောင်းစည်းဝဲလုတဲ့ဗုဒ္ဓဟူသားသမီးတွေအယောင်းဝဲကောင်းကျင်နေဆိုလို့ရှိရင်ဒီဝါတပ်ပတိဂါထာကိုတရက်ကို78ကျိန်ရွတ်ဖို့လိုအပ်တယ်။ကိုရောင်းဝယ်နေတဲ့အယောင်းဝဲပစ္စည်းတွေကိုရွက်လာပန်းရွက်နဲ့ထန်းရွက်နဲ့ချီနောက်ပြီးတော့ရိုက်ဖို့လိုအပ်တယ်။ရွက်လာပန်းရွက်ကတရွက်ထန်းရွက်ကတရွက်အဲ့နှစ်ခုကိုကျိုးအနီလေးနဲ့ချီပြီးတော့ကုပစ္စည်းတွေကိုရိုက်ဒီဝါတပ်ပတိရွတ်အဲဆိုအယောင်းဝဲကောင်းပါလိမ့်မယ်။ဗုဒ္ဓဟူသားသမီးတွေကျွေးမြေကိစ္စကြောင့်စကားများအကင်းရှိတယ်။အဲ့စကားမှာအောင်မြင်မှုရဖို့အတွက်ကိုအိမ်ကကိုးကွယ်တဲ့မြတ်စွာဘုရားရှင်ကို၅ကြော်မကြာခဏအစွန် က်တာလေးလုပ်ဖို့လိုအပ်တယ်။ကိုယ်ကျွေးမြေကြောင့်ဒုက္ခပေးနေတယ်လို့ထင်တဲ့သူတွေရဲ့နာမည်ကိုပထောက်ရွက်ပေါ်ရေးပြီးအဲ့ဒီပထောက်ရွက်ကိုပြားရည်ပလင်နဲ့ထည့်စိန်ထားရင်ကျွေးမြေကြောင့်ပြဿနာမပေါ်တော့ပါဘူး။သားသမီးနဲ့မိဘနဲ့ကြားနားလည်မှုလွယ်ပြီးတော့ကဖြစ်စေတတ်တယ်လို့သားသမီးနဲ့မိဘနဲ့ကြားဖြစ်မဲ့အချို့သောအပူတွေကအပူအကြီးတွေထိဖြစ်စေမယ်ဆိုတဲ့သဘောကိုပြထားတာပါ။ဇီးဖြော်ရည်ဖျားကိုကတ်လူပေးရမယ်။ပရိစိတ်ပေးရမယ်။သားသမီးကြောင့်ဖြစ်မဲ့အပူတွေကိုအေးချမ်းစေဖို့အတွက်မိမိရအမြတ်တာတော့မြများရွတ်ဖို့လိုအပ်ပါတယ်။ဘောစင်တော့ လေးလဲရွတ်ပေးပါဒါတာပိုင်းဆိုင်ရာအဖွဲ့အစည်းတွေမှာလုပ်နေတဲ့ဗုဒ္ဓဟူးသားသမီးတွေကတော့ကန်စာတာကောင်းစေဖို့တိုးတက်စေဖို့အတွက်ကိုအာလူးထမင်းနဲ့သို့မဟုတ်အာလူးကြောအာလူးဟင်းအရာလေးတွေဖုန်ကြီးကိုဆွန်လောင်းပေးရပါမယ်ဗုဒ္ဓဟူးသားသမီးလကဇာတာသမီးတွေကကြတော့တောက်ကြဗုဒ္ဓဟူးဇာတာပရေဆိုတဲ့လူကြီးတွေကိုတတိထားဖို့လိုအပ်ပါတယ်လကဇာလုပ်နေတဲ့ပဝင်းကျင်မှာကိုယ့်ရဲ့စကားအာနာဇက်အောင်ဖို့အတွက်ကိုပါဇက်ထဲမှာကွန်းသီးစိတ်တေးတေးသို့မဟုတ်ကွန်းယူတူတေးလေးမကြာခဏငုံထားပေးပါဗုဒ္ဓဟူးသားသမီးတွေရဲ့ထူးခြားတဲ့ကံတ တရားအထောက်အပံ့က9728 section အဲ့ရက်တွေဟာထူးခြားတဲ့သတင်းကောင်းတွေနဲ့ကံကောင်းတဲ့အထောက်ပံ့တွေကိုကြားရပါလိမ့်မယ်။လူပြိုလူလွတ်ဗုဒ္ဓဟူးသားသမီးတွေကတော့၁၂ရက်နေ့မတိုင်ခင်မှာမြစ်တာရေးအခြေရေးသို့မဟုတ်ဆန်းရေးနဲ့ပတ်သက်ပြီးတော့သတင်းကောင်းကြားရလိမ့်မယ်။အဲကိုယ်လိန်နေမဲ့သူကတောက်ကြသားသမီးတွေကလိန်နေမဲ့ထဲမှာနည်းနည်းလေးပါတယ်လို့ပြထားပါဗါတယ်။တို့ပေမဲ့အကျိုးပြုမဲ့နေနဲ့ထဲမှာတောက်ကြလည်းပါပါတယ်။ရွှေဝင်မဲ့ငွေဝင်မဲ့လတ်လာဘဝင်မဲ့ရာဓုကုန်တရတိုးတက်တာမျိုးဖြစ်မဲ့၃ရက်နေ့ကနေစပြီး၁၈ရက်အတွင်းမှာဗုဒ္ဓဟူးသားသမီးတွေသတင်းကောင်းကြားရတတ်ပါတယ်။ ံဝယ်ဖြစ်နေတဲ့တောကအပူတွေငိမ့်စီဖို့အတွက်ကိုမြတ်စွာဘုရားရှင်ကို၅ကြော်ကတ်လူတဲ့ကုသိုလ်ဒါနလုပ်ဖို့လိုတယ်ဆိုတာမမေ့ပါနဲ့ပြီးတော့ကျွေးရှင်ရှိတဲ့ကိစ္စတွေဆိုရင်တော့ဗထောက်ရွက်ပေါ်မှာကျွေးရှင်ရဲ့နာမည်ကိုရေးပြီးပြားရီပလင်းနဲ့ထက်ပြီးယတနာတုတ်တော်မြတ်တာတုတ်တော်ဘောဇင်တုတ်တော်တွေကဗုဒ္ဓဟူသားသမီးတွေကောင်းတဲ့အရာတွေပါအထက်ပါဟောထားတဲ့အကျိုးပေးစေသောအရာကိုဆောင်၍လုပ်ငန်းဆောင်တာတွေကိုလှုပ်ချင်းဖြစ်အောင်မြင်မှုတွေရမှာပါခင်ဗျခရီးဝေးသွားတာမျိုးတွေရက်ဝေးမှာရောက်နေတဲ့ဆွေမျိုးသားချင်းတွေစီကတရင်ကောင်းကြတာမျိုး တွေထူးခြားတဲ့နမိတ်အာနိသင်ကြုံတွေ့တာမျိုးတွေကို၁၇ရက်နဲ့ အဲ21ရက်အတွင်းမှာကြာတိရထက်တယ်လို့ပြောထားတာပါ။ဒါကတော့ဗုဒ္ဓဟူးသားသမီးအတွက်အစိုးကအကျိုးအကြောင်းလေးတွေပါ။ဆောင်ရံရှောင်းလေးကိုတတ်နိုင်သမျှလုပ်ပါ။လေးလပိုင်းမှာဗုဒ္ဓဟူးသားသမီးကကံကောင်းတဲ့နေနံထဲမှာပါတဲ့အတွက်ကြောင့်ဥစွာပထမကံကောင်းတဲ့နေနံကိုလက်ဖွင့်ပြီးတော့ဟောပေးလိုက်တာပါ။စိန်နာမဏိဂါထာတော်ကိုရွတ်ဖတ်တရေဆဲခြင်းအဖြစ်ဗုဒ္ဓဟူးသားသမီးတွေကိုစတုလောကပါဠိနတ်မင်းတွေနဲ့အတူဒေဝနတ်မျိုးတွေနဲ့အတူဝိဇာဆရာသခင်တွေရဲ့စောင့်ရှောက်မှုကိုခံရပါလိမ့်မယ်ခင်ဗျာ။ကုလသမီးနဲ့အတူဗုဒ္ဓဟူးသားသမီးမှာအား လုံးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံပြီးလောရာဆန္ဒတွေပြေဝ၍ကတ်ကြီးသုံးပါးပေးမှကြော်လွားနိုင်ကြပါစေသားခင်ဗျာ